ဝေးစားသားသမီးနဲ့သားသမီးအရင်အမွေဒန်းတူရရှိပါသလား ားလုံးပဲမင်္ဂလာပါ။ကျမကတော့ LLP Group မြန်မာ Law Fan ကတရားလွတ်တော်ရှေ့နေဒေါ်ချစ်ချစ်ဆန်ဖြစ်ပါတယ်။ကျမတို့ Law Fan နေနဲ့အများပြည်သူတွေသိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမျှဝေရဖြစ်ပါတယ်။ဒီနေ့ကျမဆွေးနွေးပေးချင်တဲ့အကြောင်းအရာလေးကမွေးစားသားသမီးနဲ့သားသမီးအရင်အမွေတန်းတူရရှိသလားဆိုတာနဲ့ဆက်လင်းပြီးတော့အကြံဉာဏ်လေးဆွေးနွေးပေးမှာဖြစ်ပါတယ်။ပထမအဦးဆုံးအနေနဲ့ကျမတို့စီစစ်ကြည့်ရမှာကမွေးစားတဲ့နေရာမှာသူကဘယ်လိုပုံစံနဲ့မွေးစားထားတာလဲရက်ွက်ထဲက ကအတိမလို့တနာလို့အိမ်မာလာနေလို့တူတူမမလို့စာကျုံစာရန်မရှိဘဲမွေးစားထားတာမျိုးလားစာကျုံစာရန်တော့ချုပ်ဆိုထားပါတယ်ရှေ့နေတွေရက်ွက်လူကြီးတွေနဲ့ချုပ်ဆိုပြီးမွေးစားထားတာမျိုးလားဆိုတာကိုစစ်စစ်ကြည့်ရပါမယ်အဲ့လိုမျိုးမွေးစားထားရဲဆိုရင်တော့တရားဝင်အမွေဆက်ခံခွင့်ရရှိမှာမဟုတ်ပါဘူးမိမိရဲ့တာသမီအရင်းနေတဲ့ဒန်းတူအမွေဆက်ခံခွင့်ရရှိစေရန်ရည်ရွယ်ပြီးတော့မွေးစားထားရဲဆိုရင်တော့ကိတ်တိမတာသမီအဖြစ်စာကျုပ်ကိုမပုံတင်ချုပ်ဆိုပြီးတော့မွေးစားမှသာ လည်းတရားဝင်မှုရှိပါမယ်အဲ့လိုမျိုးမပုတ်တင်စာချုပ်ချုပ်ဆိုပြီးတော့မွေစားချင်တယ်ဆိုရင်တော့ရန်ကုန်မြို့ဆိုရင်အန်ကင်းစာချုပ်စာရန်မပုတ်တင်ရုံနေဆိုရင်တော့သက်ဆိုင်ရာစာချုပ်စာရန်မပုတ်တင်ရုံနေမှာမပုတ်တင်ပြီးတော့မွေစားမှသာလည်းတရားဝင်ကိဋ္ဌိမသာသမီအဖြစ်ကိုယ့်ရဲ့သာသမီအရင်းနေနဲ့ဒန်တူအမွေဆက်ခံစီမှာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကိုအနည်းထုတ်ရမယ်ဆိုရင်တော့ရက်ွက်ထဲကအတိတိယုံနဲ့စာချုပ်စာရန်မရှိဘဲမွေစားထားတာမျိုးရှေ့နေရက်ွက်လူကြီးတွေနဲ့စာချုပ်ချုပ်ဆိုပြီး ွေးစားထားတာမျိုးဆိုရင်တော့တာရင်တမီးရင်နဲ့ဒန်းတူအမွေဆက်ခံခွင့်ရရှိမှာမဟုတ်ပါဘူးတရားဝင်ကိတ်တိမတာတမီးအဖြစ်မပုံတယ်စာချုပ်ချုပ်ဆိုပြီးမွေးစားထားတယ်ဆိုရင်တော့တာရင်တမီးရင်နဲ့ဒန်းတူအမွေဆက်ခံခွင့်ရရှိတယ်ဆိုတာလေးကိုကျွန်မအကြံဉာဏ်လေးဆွေးနွေးပေးလိုက်ပါတယ်နောက်တစ်ပိုင်းမှာတော့သက်ဆိုင်ရာခေါင်းစဉ်လေးအလိုက်ဆက်ပြီးတော့ဆွေးနွေးပေးသွားပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်